ဒီကနေ့မေလ၈ရက်ခါကျွန်တော်တို့ဘဂတစတေပေါ်ပေါက်လာခဲ့တာ89နှစ်မြောက်ခဲ့ပြီဖြစ်ပါတယ်1920ကစခဲ့တဲ့ကျောင်းသားတပိတ်နှစ်105ကာလအတွင်းမှာကျောင်းသားသူရဲ့ခွင့်ရောင်းပြောင်းခဲ့တဲ့လှုပ်ရှားမှုတွေကိုအကျဉ်းချုပ်ပြီးတော့ဖော်ပြကြပါတယ်ဒီတော့ပထမကျောင်းသားတပိတ်မှာ ကင်ဆွဲတဲ့အလံကကျက်ရှာဆုံးကာထောင်းအလံဖြစ်တယ်1936မှာကျောင်းသားနဲ့အလုံသမားလေသမားတွေနဲ့ပေါင်းပြီးတော့ဒုဗမာအစီအုံကြီးပေါ်ပေါက်လာတဲ့အခါမှာ36ခုနှစ်ဒုတိယကျောင်းသားတပိတ်ဖြစ်တဲ့အချိန်မှာပဲဘဂတဆိုတဲ့ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများတမကဆိုတော့ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်အဲ့ဒီကာလရဲ့အလံက 3ရောင်ချယ်မှာကာတောင်းဖြစ်ပါတယ်နောက်ပိုင်းစစ်ကြီးပြီးသွားတဲ့အခါမှာတမဂါကြီး3ခုကနေဘကတာတကတာယကတာအဲ့ဒါပေါင်းပြီးတော့မှ52တခုဩဂုတ15ရက်မှာဗမာနိုင်ငံလုံးဆိုင်ရာကျောင်းတမဂါများအဖွဲ့ချုပ်ဘကတာများအဖွဲ့ချုပ်တော့ပေါ်လာခဲ့တာဖြစ်ပါတယ်အဲ့ဒီကာလတွေမှာတောက်လျှောက်ဒီကနေ့ကာလအထိ ကျောင်းသားဒုရဲ့ယက်တီချက်ကအခြေခံသုံးချက်ပေါ်မှာယက်တီတော်တာဖြစ်တယ်။အဲ့ဒါဘာလဲဆိုရင်ဒီနေ့ကျောင်းသားလှူရှာမှုများသည်တော့အမျိုးသားနိုင်ငံကြီးလမ်းကြောင်းပေါ်မှာစိုက်လိုက်မတ်တက်ယက်တီကြတာဖြစ်တယ်။ဘဲအာနာယအဖွဲ့စည်းဘဲအာနာယအစိုးရတခုခုရဲ့လက်အောက်ခံမဟုတ်ဘူး။ဘဲအာနာယအဖွဲ့စည်းတခုရဲ့လက်အောက်ခံလဲ မဖြစ်ခဲ့ဘူးကျွန်တော်ဒီလိုပြောချင်ပါတယ်နော်ဒီတော့36ပထမအကြိမ်ဘဂဒညီလာခံဂျူလီဟောမှာကျင်းပါတယ်ဒုတိယ39မန္တလေးအမျိုးသားကျောင်းမှာကျင်းပါတယ်တတိယအကြိမ်ပသိမ်မြို့အမျိုးသားကျောင်းမှာကျင်းပါခဲ့ပါတယ်အဲ့ဒီကာလတွေမှာဇက်တိုက်တိုက်ပွဲတွေဖြစ်ပြီးတော့မှ1300ရေအေရုံကြီးမှာကျောင်းသားထုကပြည်သူလူထုနဲ့တသားတည်းပေါင်ရရပါဖြစ်ပါတယ် ဲ့ကမှာပြည်သူလူထုကကိုကျောင်းသားထုပေါ်မှာဘယ်လိုတုံ့ပြန်ခဲ့တယ်လဲဆိုလို့ရှိရင်မြမအလင်းသတင်းစာအက်ဒီတာကဒီဘိုးအောင်ကျော်ကြားသွားတာနဲ့ပတ်သက်လို့လွတ်လပ်ရေးတိုက်ပွဲဝင်ဂုံတူးဆောင်လက်မှတ်ဆိုပြီးတော့အဲ့ဒီလိုထုတ်ပြန်တင်ညာခဲ့တိတ်ကောင်းကဂုံပြုတ်မှတ်တမ်းလောက်ပါပဲဘယ်လိုရေးထားလဲဆိုရင်လွတ်လပ်စွာ ပြောဆိုမှုရေးသားမှုများသည့်လူမျိုးတိုင်းလူမျိုးတိုင်း 也是办看哪代多，看爷子们批办嘞。第 <noise> 一，看爷嘞个送香人哈，路批个送香人批办嘞。老来也也不多，但是批的悄悄努力不，别批呀嘛。俺那爷爷努力哈，年早拿钱，年早最前面批的多，轱辘拿钱最前面有，工友也没批办嘞。老来一代不嘛，也是给了俺家有哈。 ဘီရင်ထိဆောင်မင်းအပေါင်းတို့ပေးတဲ့ဘွဲတစိတ်တည်တဲ့ပို့ပြီးတော့တန်ဖိုးရှိရဲ့အယုဒေခံလိုက်တယ်ဒါကြောင့်မို့လို့လွတ်လပ်ရေးတိုက်ပွဲမှာဒဏ်ရာအနာရရရရှိခဲ့တဲ့အောက်ဖို့ပြပါပုဂ္ဂိုလ်အားဤကုန်သူဆောင်လက်မျက်နဲ့ချီးကျူးပါတယ်တဲ့အမိကိုပါသန်းကျောင်းကတက်ကသူချီးကျူးဂွန်ပြုသူချစ်မောင်အေဒီတာမြမအလင်းဆိုပြီးဒီလိုဂွန်ပြုခဲ့တာဖြစ်ပါတယ်နော်ဒီတော့ ဒီចောင်းသားလှူရှားမှုတွေ ਨੇ ပတ်သက်လို့လေအဲ့ဒီခေတ်အဲ့ဒီကာလတုန်းကထောင်ထဲမှာရောက်ရှိနေတဲ့ចောင်းသားခေါင်းဆောင်တွေ ਨੇ နော်တခင်ဟောင်းတွေကနေဇီဇပနအခမ်းအနားကိုနော်စာရေးပြီးတော့ပေးနိုင်တဲ့အနေအထားရှိတယ်။ဒါဗြိတိရှ်နေချဲရဲ့လက်အောက်မှာဘယ်လိုရေးထားလဲဆိုလို့ရှိရင်နော်အာဇာနည်ဘောင်ကျော်တဲ့သင်္ကာဗမာပြည်သားဆိုဗမာလူမျိုးတို့အတွက်မိမိကိုယ်တိုင်အ ဖိုးမဖြတ်နိုင်သောအသက်သွေးကဲကိုစွန့်ပစ်ပေးခဲ့လေသင်တာဝန်ခြေဝင်ခဲ့ပြီသင်သည်ယောက်ျားပိသလေဆိုအသက်နဲ့ခန္ဓာမြဲနေသည်သောငါတို့အတွက်မတည်သေးခြင်းနေရမည်ယံများမှာဆက်တိုင်နှင့်လွတ်လပ်ရေးပန်းတိုင်အကြာခရီးအဆုံးထားကဗမာအရေးကိုဆောင်ရွက်ဖို့ဖြစ်ပါလေအခုလိုမျိုးမဟုတ်ဖဲနဲ့ငါတို့တမျိုးသားလုံးဟာ နောက်နေပေါ်ဆနေလို့ရှိရင်တင်းနဲ့တကွမအိတ်မနေဆောင်ရွက်နေကြတော့ရဲဘော်တို့အားတစ္ဆာဖောက်ယုံမကငါတို့လက်ကိုလွှဲအပ်ခြင်းခံရတဲ့ဗမာပြည်လွတ်မြောက်ရေးမီးရှူတိုင်းဟာငြိမ့်သက်တယ်လို့ယူဆကြပါပါတဲ့ငါတို့ဟာတင်းဟာဗမာပြည်လွတ်မြောက်ရေးစစ်ပွဲတွင်ယခုကဲ့သို့ဆုံးရှုံးရတဲ့အတွက်အနေငယ်မြောက်ဝမ်းမနေဘူးတင်းယခုကဲ့သို့ ကိုမင်းကိုချင်းလောကနိဗ္ဗာန်ကြီးတိဆောက်ရေးမုတ်ချတိုးတက်စေအံ့လို့ယုံကြည်ပါတယ်အရေးတော်ပုံအောင်ပါစေကိုပါဟင်းကိုဘဆွေသခင်ထိန်ဝင်းသခင်ဆိုးသခင်ဖေသိမ်းသခင်လေးမောင်သခင်ခင်အောင်ဆိုပြီးတော့ထောင်ထဲကနေအဲ့ဒီလိုဂုံပြူစာပြဖို့နိုင်ရတယ်ဒီကနေ့မျက်မှောက်ခင့်နဲ့ဒီကနေ့ဖမ်းသွားအလောင်းတောင်ပြန်မရတဲ့အဖြစ်မျိုးတွေလည်းမဟုတ်ခဲ့ပါဘူးเนาะ ီတော့ဒီចောင်းသားလှုပ်ရှားမှုတိုက်ပွဲတွေနဲ့ပတ်သက်လို့စစ်အစိုးရတက်လာပြီးငြိမ်းချမ်းရေးဆွေးနွေးပွဲပြတ်သွားတဲ့နောက်64ခုနှစ်မှာစောစောကပြောခဲ့တဲ့တမဂါကြီး3ခုကចောင်းသားခေါင်းဆောင်တော်တော်များများကလက်နက်ကင်တော်လှန်ရေးကိုဆင်းသွားခဲ့ကြတာဆင်းသွားပြီးတော့မှအခုတော်တော်များများသည်မြို့ဝကျွမော်ပဲခူးကျွမော်ဖြစ်တဲ့အတွက်အခုဇီးကုံအရှိဘက်ကကွင်းစန်းစခန်းမှာ 咱们讲抗战呀，阿隆宋仲基的形容，你妈逼的江南水乡们都卖泥工处，臭臭狗都臭到垃圾巴了。阿一天嘛，就那南北的呢，南北臭了狗的，就那偷家子嘛，哎呀个巴雷罗嗦。你妈那个耶，江南水乡们台北都卖出来哈，汤哥啊，那说，那那江南地面啥的，新会街的台北耶。 အဆက်ဖြစ်ပါလေနောက်ဆုံးနံပါတ်6အချက်ကဘာလဲဆိုတော့ကြောင်းသားလှုပ်ရှားမှုတိုက်ပွဲသမိုင်းဆိုတာလက်နက်ကင်တော်လှန်ရေးဆင်နွှဲတဲ့တိုက်ပွဲသမိုင်းဖြစ်ပါလေနော်48 49လွတ်လပ်ရေးခေတ်ဦးတွေကစပြီးတော့မှတက္ကသိုလ်ခေါင်းဆောင်တွေကအဲ့ဒီကလေးကလက်နက်ကင်တော်လှန်ရေးကိုဆင်နွှဲခဲ့ကြတယ်တောက်လျှောက်ပဲ94 95 96နောက်တစ်ခါအခု88အပြီးတော့96 နော်အခုတခါ2021အထိအဲ့ဒီညီကုန်းချုပ်ချက်အတိုင်းပဲနော်ကျောင်းသားသမဂ္ဂရဲ့အစဉ်အလာတွေကိုဆက်လက်ထိန်းနေတာဖြစ်တယ်လို့ကျွန်တော်ဒီလိုပြောချင်တယ်ဒီတော့နောက်ဆုံးအနေနဲ့ကျောင်းသားတို့တိုင်းနဲ့အခုခွတ်တောင်းအလံဆိုတာဟာ38ခုနှစ်ကိုအောင်ဆန်းကျောင်းသားသမဂ္ဂဥက္ကဋ္ဌဖြစ်စဉ်တွေကတင်သွင်းခဲ့တာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီကာလမှာအနာဘိုင်တွေကခွင့်ပြုချက်မရတဲ့အတွက် เนาะအခုဒီခွတ်တောင်းဆိုတဲ့အလံကိုမတင်ခဲ့နိုင်ဘူးဒါပေမဲ့စစ်ကြီးပြီးသွားတော့1951ဩဂုတ်လ15ရက်မှာတမခါကြီးသူ့ကိုဖွဲ့လိုက်တဲ့ဘဂဒါမြာအဖွဲ့ချုပ်ပေါ်ပေါက်လာတဲ့အခါမှာတော့ခွတ်တောင်းအလံပေါ်ပေါက်လာတာဖြစ်ပါတယ်အဲ့ဒီခွတ်တောင်းအလံကိုမြစ်တာနဲ့ဆွဲပေးသွားတာကတော့ပကြီးဆရာကြီးဦးငွေကင်ဖြစ်ပါတယ်နော် ဒီတော့ဒီကနေ့ကာလမှာចောင်းသားလှူရှာမှုတိုက်ပွဲတမိုင်းဟာလက်နက်ကင်တိုက်ပွဲစင်တဲ့တမိုင်းဆိုတာကိုဒီနေ့ခေတ်2021လူငယ်မျိုးဆက်တွေကဒီမိမောင်ထုတ်ပြနေတာဖြစ်တယ်ဒီတော့လက်နက်ကင်တိုက်ပွဲမလဲရှေးဆုံးကနေပါဝင်နေသလိုပြည်တွင်းလှူရှာမှုတွေမှာလည်းဒီကနေ့ပြည်တွင်းမှာရှိနေတဲ့ចောင်းသားတမကအသီးသီးကပြည်သူနဲ့အတူနေပြီးတော့မှလူလူတိုက်ပွဲတွေကိုဆင်နွှဲနေတယ် အဲ့ဒီလိုဆင်နွှဲနေတဲ့အခါမှာเนาะတပ်ပေါင်းစုနဲ့အောင်မွေးခံရေးအတွက်အဖွဲ့အစည်းစီးအားလုံးနဲ့လက်တွဲပြီးတော့ဆောင်ရွက်နေတဲ့လမ်းပေါ်မှာပဲရှိနေတယ်လို့ကျွန်တော်ဒီကနေ့89နှစ်မြောက်เนาะဘကတပေါ်ပေါက်လာခဲ့တဲ့ထိမ့်မှန်မှာဒီလိုသတင်းစကားလေးတွေလူငယ်မျိုးဆက်တွေကိုကျွန်တော်ပြောကြားခဲ့ကြပါတယ်လို့နောက်ဆုံးအနေနဲ့ရတော့ပို့ပြ 这个呢，罗来也代表嘛，家族啊，他叶某的有营养比例，不光叫家族同个，啥不拿工地呀的，把家族给了，你们说呀，行的，把家族就只能怕家做嘛的。阿拉巴雷罗说了，加送多来，阿扎尼叶某不好做，叶某哈，多的多的，罗来也代表嘛，但五保姆聘的。 ကဘာမှာဗမာဟဲ့လို့တည်နေသမျှကတ်လပ်ပတ်လို့မှတ်သားဂုဏ်ယူလိုက်ပါတယ်အာဇာနည်ရဲဘော်ပူအောင်ကျော်တနာညာတာချင်းကင်းမဲ့ဆိုတာရိုက်နဲ့လိုက်တဲ့နေချက်ပလိတ်တွေရဲ့နံပါတ်ဒုတ်တန်ဟာဖြင့်ငါတို့ပြည်သူတွေရဲ့နားထဲမှာတော့လွတ်လပ်ရေးတိုက်ပွဲဝင်မှုတရားမချလှုပ်ဆော်နေတဲ့လှုပ်ဆော်တဲ့နေလို့ခံယူပါတယ်အာဇာနည်ရဲဘော်ပူအောင်ကျော် ရဲဘော်ရဲ့မွန်မြတ်သောတည်ခြင်းဟာဖြင့်ငါတို့ပြည်သူတွေရဲ့လွတ်လပ်ရေးပန်းနိုင်မှုအရောက်ပို့ပေးမဲ့ရှေးပြေးနမိတ်တေလူလည်းယုံကြည်ပါတယ်အာဇာနီရဲဘော်ဘုအောင်ကျော်ရဲဘော်ရဲ့မြင့်မြတ်တဲ့စိတ်စွဲမြဲတဲ့ဇွဲကိုကျိုးစွန့်တဲ့သဘောအနစ်နာခံတဲ့သူရတတ္တိတွေကနေတဆင့်ကူးဆိုင်လောင်ရိုက်လာတဲ့မိရောက်မီလီယံကြီးတွေဟာငါတို့ရဲ့နှလုံးသားမှာတဟူးဟူးတောက်လောင်ရင်း ရဲဘော်ချမှတ်ခဲ့တဲ့လွတ်လပ်ရေးပန်းနိုင်ကြီးကိုမရောက်ရောက်အောင်လှမ်းမယ်လို့အလေးအနက်တန်တိတ်ထန်ပြုလိုက်ပါတယ်။ဒါ38ခုနှစ်ဘုံအောင်ကျော်နဲ့ပတ်သက်လို့ဒိဋ္ဌံပြုချက်ဖြစ်တယ်လို့ဒီနေ့ຫນွေဦးကာလရဲ့ຫນွေဦးတော်လှန်ရေးကာလမှာစွန့်လွတ်အသက်ပေးသွားကြတဲ့လူငယ်မျိုးဆက်တွေကိုလည်းစောစောကဘုံအောင်ကျော်စာပနာမှာမြို့မဆရာဟိန်ရွတ်ခဲ့တယ်လို့ကျွန်တော်တို့ရဲ့ຫນွေဦးတော်လှန်ရေးဟာ 澳门有好西边的美的这条路，叫你工作标准嘛嘞。